လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတန်ရာတွေဘလို့ဘွားနဲ့အမျိုးသမီးလောင်းတစ်ခုစေးယုံကြီးကိုရောက်လာခဲ့တယ်။ဝင်ခွဲယုံရဲ့စထုတ်ထမြောက်ခန်းထဲမှာထားပြီးမိသားစုဝင်တွေဆက်သွယ်လာတာကိုစောင့်နေခဲ့ပြီးမဲ့ရသက်တစ်ပတ်ကြာတဲ့အထိဘူးမှဆက်သွယ်လာခြင်းမရှိခဲ့ဘူး။ဒါကြောင့်ပိုင်ရှင်မဲ့လောင်းနေနဲ့တတ်မှတ်ပြီးစေးယုံကြီးကနေပဲမိသချုပ်ပေးခဲ့ကြတယ်။နယ်ဘက်စေးယုံလေးဖြစ်တာကြောင့်ဝန်ထမ်းရဲလိုမျိုးများဆက်ဆမရှိပေမဲ့ဒေါက်တာဂျိုရှင်နဲ့နတ်ကပီတာတို့ဟာနိုင်ဂျူတီစင်းရှင်ကြီးကို ကောင်းဆုံးစီတာပေါ့။အနက်လာတာနဲ့အမျှဒေါက်တာကျူရှိတယောက်အကြောင်းရင်းမရှိပဲစိတ်တည်လေးလည်လာခဲ့တာပေါ့။ဒီလိုနဲ့ secret file ရင်နှာယူဖို့ပြောင်းခတ်တတ်ထွက်လာခဲ့တယ်။ secret file နေကျသေးမွင်းကြီးနေထလာတာကြောင့်ဘရင်ပေါက်တကားပေးဖို့လှည့်လိုက်တဲ့ရှင်။မြင်လာရတဲ့မြင်ဝင်တစ်ခုကြောင့်ကျွန်တော်အောင်းအောင်းမြင်သွားခဲ့တယ်။နောက်ရောင်မျိုးငွေတွေဝင်လာပြီးကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမမြတ်သွားသလိုခံစားလိုက်ရတယ် ခိုးငွေတွေနဲ့အတူနှီးအောင်ကောင်းဝင်ကိုဝစ်စင်ထားတဲ့မြို့သမီးဝိညာဉ်ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုဒေါက်တာတယောက်မျက်ဝါးတင်တင်မြင်တွေ့လိုက်ရတာပေါ့သူကြောက်စရာမြင်ခွင်းနေကြောင်းပဲဒေါက်တာကျူရှိတယောက်တခုံလုံးတောင့်တင်သွားပြီးအသက်ရှူရကနေရာမှာဒီမဲဆုံးမသွားတာပေါ့ဒီမြင်ခွင်းကိုမြင်လိုက်ရတဲ့သူနာပြုကပိတာတယောက်စီယောင်အုပ်ကြီးနဲ့တွေ့ပြီးကျူကြောင်အလုံးကိုပြပြခဲ့တယ်ဝိညာဉ်တွေကိုယုံတဲ့စီယောင်အုပ်ကြီးကလည်းဂျင်ခွေးယုံရဲ့စတုတ်ထမြောက်အခန်းကို မတုံးကြဖို့တတိပိစာကရတဲ့အထိဖြစ်သွားတော့တာပေါ့ဒီနေ့မှာတော့ဒေါက်တာဂျိုရှိနီယောက်စာရုပ်ဝင်လာတဲ့ဒေါက်တာပရာဂျီတယောက်ရင်ခွဲရုံရဲ့စတော့တာမြောက်ခန်းကိုတုံးဖို့ဖြစ်လာတော့တယ်ဒါကြောင့်အလောင်းကူနေရာရှာပြီးအလုဆက်လုပ်နေတဲ့ဒေါက်တာပရာဂျီတယောက်တဖြည်းဖြည်းညံ့လာခဲ့တယ်ဒီချိန်မှာပဲပရင်တကားကအတန်တစ်ခုကြားတာကြောင့်ကြည်လိုက်မိတယ်ဒေါက်တာဒေါက်တာဒီခါလုံးဝတုံးဖို့အဆင်မပြေဘူးဗျဆေးရုံအကြီးကိုယ်တိုင်ကတုံးမပြေဘူး တတိပီဇာထုတ်ထားခဲ့တဲ့အန်နီလည်းအရင်များတယ်ဒီချိန်မှာခောက်ရရလေးပြောမှာသူမရဲ့လှုပ်လှဆအလုပ်တူကိုပဲဆက်လုပ်နေခဲ့တယ်အလုပ်ထဲအာယုံရနေတဲ့ဒေါက်တာဗရာဂျီတယောက်တဖြည်းဖြည်းညနေလာတာကိုပဲတတိမထားမိခဲ့ဘူးပေါ့ထိုချိန်မှာပဲပရင်းတကားကနေတန်တရှုကြားလိုက်ရတယ်သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တော်လီအော်ကြောက်လန့်သွားခဲ့ရတယ်ပရင်းတကားတွေဟာ ဒုတိယယောက်ကအားနဲ့မန်နဲ့ရှိုးဖြတ်နေတကယ်သူတန်တိုင်းနဲ့ကိုင်းညွန့်နေကြတယ်ထိုးရှိမှာပဲပရင်းတကားကနေအုံးငွေတွေနဲ့တူကြောက်စရာ ပုံရိပ်တရှိကိုလည်းသူမှမြင်တွေ့ကြရတယ်ကြောက်စရာကောင်းလို့နာကြောင့်ခဏတာမြင်သက်သွားခဲ့တယ်ဒီရှိမှာပဲအီအီတရှိဥယင်လာက ရုပ်အလောင်းပေါ်ကပဝါဖြူစားလေလွင့်သွားခဲ့တာပေါ့နင်းငယ်ကြောက်လာတာကြောင့်အပြင်ကိုထွက်ပြီးဦးလေးကြီးကိုတပြတ်ရှာခဲ့တယ် ျိုးကြောင့်အားလုံးသိပြီးတဲ့နောက်ဆေးရုံအုပ်ကြီးနဲ့တွေ့ဖို့သူမကြိုးစားခဲ့တယ်။ဆေးရုံအုပ်ကြီးကထိုအခန်းရဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုအားလုံးပြောပြခဲ့တယ်။ဒါကျူရှီကလည်းထိုခန်းထဲမှာပဲကြောက်စရာကောင်းစွာဆုံးပါသွားခဲ့ရတဲ့အကြောင်းထူးငင်ခွင်းတွေကိုသူနာပြုကပီတာကအစအဆုံးမြင်တွေ့ခဲ့ကြအောင်ပေါ့ထိုအဖြစ်အပျက်တစ်ခုတည်းတည်းမဟုတ်ပဲနောက်ထပ်သိဆုံးမှုတစ်ခုပါရှိနေကြောင်းထပ်ပြောခဲ့တယ်။သူဖြစ်ပျက်တီဟာပန်ရှင်မဲ့အလောင်းတစ်ခုကို ရောက်လာပြီးတဲ့နောက်မှာဖြစ်ပျက်ခဲ့တယ်။ဒေါက်တာပရာဂျီကဲ့သို့ပင်တန်ရှင်ရင်ဝန်ထမ်းလေးတဦးလည်းဆုံးမသွားခဲ့သေးတယ်။သူရဲ့စတော့ဒ်မြောက်အခန်းထဲမှာတန်ရှင်ရင်လုံနေရင်သူဟာကြောက်လန့်တကြားအော်ဟင်းဆုံးမသွားခဲ့တယ်။အတန်ကြာလို့သူနံပြုတ်ကပီတန်တယောက်ကြီးလာရောက်လာခဲ့ပေမဲ့အရာအလုံးတော့ကြာသွားခဲ့ပြီ။သူချိန်မှာပဲပရင်တကားကနေ နေရောင်ခံဝင်ဝတ်ထားတဲ့မြို့သမီးတို့ကိုကျမလေးရတပြတ်တွေ့လိုက်ရတယ်။ထုံမြင့်ဝဲကကျမအတွက်တော့အင်မတန်မှကြောက်စရာကောင်းတဲ့မြို့ဝင်တစ်ခုဖြစ်နေခဲ့တယ်။ဆေးရောင်အုပ်ကြီးရဲ့ခွင့်ပြုချက်နဲ့ဝိညာဉ်နှိမ်နှင်းဖို့လှုပ်ဆောင်ခဲ့တယ်။ဝိညာဉ်နှိမ်နေရမှာနမိတ်ကြီးတဲ့ဆရာကြီးတို့ကိုလည်းကျမတို့ခေါ်ယူခဲ့တာပေါ့။ဆရာကြီးရောက်လာတာနဲ့စတုထားအပြောင်းခန်းနဲ့ကိုဝင်ပြီးလုံဆောင်စီရရှိတဲ့တွေကိုဆရာကြီးကအေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လုံဆောင်နေခဲ့တယ်။ခဏအကြာမှာတော့ နအကြာမှာတော့ဆရာကြီးကစကားတခုစတင်ဆိုခဲ့တယ်။ခန်းထဲမှာနှောက်ရှက်နေတဲ့ဝိညာဉ်မင်းကြောင့်လူတွေလည်းသိကုန်ပြီ။ဘာလို့ရှိလဲမင်းလိုရှိရကိုပြောဖို့ငါတို့ရှင်မှာကိုကြီးတောင်းနိုင်နေ။ဒါကြောင့်အခုရှက်ချင်းလာပါဆိုပြီးအမိတ်ဘီကစံမန်းနဲ့ပတ်ထလိုက်တယ်။ဒီချိန်မှာပဲဒေါသတကြီးနဲ့အနီရောက်ကဝတ်ထားတဲ့အမျိုးသမီးတို့ကချမနာကိုယောက်လာခဲ့တယ်။ဆရာကြီးကမင်းပါကြောင့်လူတွေကို တောက်ခတ်ပေးနေတာလေ။မင်းကြောင့်နဲ့ ဒီမှာတယောက်ပြီးတယောက်ဆုံးမသွားခဲ့ပြီမင်းအလိုရှိတဲ့ဆန္ဒတွေကိုပြောပြီးကုညီတောင်းနိုင်တယ်မင်းဆန္ဒတွေပြည့်ဝသွားရင်တော့ဒီကနေ့ထပ်သားရမယ်လို့ဆရာကြီးကမင်းလိုက်တယ်ဒီမှာဖြစ်ရှင်တဲ့ဆန္ဒတွေကိုတခုစီပြောပြပါတော့တယ်ကျမနမကနန္ဒီပါကျမကဒီနားကမြို့လေးတစ်ခုမှာနေတယ်ဒီကနေ့ကအသက်ကြီးပြီပေါ့ခီးထွက်ဖို့ဒီဘက်နေလေးကိုလာခဲ့ရရင်မတော်တဆအဆီတန်းဖြစ်ပြီးဆုံးမသွားခဲ့တယ် ဒါကိုစိယုံဘက်ကပန်ရှင်မဲ့အလောင်းနေနဲ့ကျမကိုတချိုပေးခဲ့တယ်။ရိုးရတလီထုံးတဲ့နေတိုင်းလည်းမလုပ်တော့ကျမဒီနေရာကနေဘယ်မှသွားလို့မရဘူး။ဒါကြောင့်ဒီနေရာကိုလာတဲ့လူတွေကိုကျမကအကူအညီတောင်းခဲ့တာပါ။မဝမ်းနဲ့ကြည်ခဲစားနဲ့ပြပြနေရှာတယ်။ဒီဖြစ်ပျက်တွေကိုကြားပြီးဒေါက်တာပရာဂျီတယောက်တော်လေးဝမ်းနေသွားကသူမအတွက်ကူညီမှုမိဘတွေစီဆက်တည်ပေးခဲ့တယ်။မိဘတွေကလည်းတရင်ကိုကြကြချင်းရောက်လာခဲ့ပြီးသူမတို့ရဲ့သမီးလေးရဲ့ နာရီကိုပြုလုပ်ဖို့ကတိပေးခဲ့တယ်။ဒီရဲ့မိဘတွေကလည်းရိုးပြအုပ်လေးကိုယူပြီးသူတို့ရဲ့ရိုးရံတလိအတိုင်းခင်ဗျာမြင့်ထဲမှာတမျောပေးခဲ့တာပေါ့။ဝမ်းနဲ့ကြည်ကွဲပေးမယ်လေ။ကောင်းရမွန်ရရောက်ဖို့အတွက်မိဘနှစ်ပါးကလည်းဆူတောင်းပေးခဲ့တယ်။ထိုချိန်မှာပဲဒေါက်တာပရာကြီးရဲ့ပခုံးမကိုလက်ပြလေးတကောင်ရောက်လာခဲ့တယ်။နန်ဒီတရားအေဂျင့်နဲ့ဘဝလေးပိုင်ဆိုင်သွားပြီလို့သတ်မှတ်ကဒေါက်တာပရာကြီးတရားခက်တိုးတိုးလေးပြောနေခဲ့တယ်။ ီနေ့ဒီရှင်ကစာလိုရင်ခွဲရုံရဲ့စတုထမြောက်ခါလေးဒီဘာရဲ့ရောင်းမှမတွေ့ရသလိုအေးအေးချမ်းချမ်းနဲ့ပုံမှန်အတိုင်းပြန်လေလေပဲလိုရသွားတာပေါ့ဒါကြောင့်လူကြီးသူမတွေကပြောကြတာပေါ့ဇီးသုံးလဲမကျွမ်းနဲ့ရှီထုံးလဲမပင်နဲ့တဲ့ဒါကြောင့်ရိုးရတလေးတွေကိုလည်းဥပြေခံမပြူကြဖို့တိုက်တွန်းရင်းဗီဒီယိုလေးကိုဆုံးသတ်ပြရစီဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ဖို့လည်းကိုညီတောင်းပြရစီ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတန်ရာတွေဘလုံးပွားနဲ့အမျိုးသမီးလောင်းတစ်ခုစေးရုံကြီးကိုရောက်လာခဲ့တယ်။ပင်ခွဲရုံရဲ့စထုတ်ထမြောက်ခန်းထဲမှာထားပြီးမိသားစုဝင်တွေဆက်သွယ်လာတာကိုစောင့်နေခဲ့ပေမဲ့ရသက်တစ်ပတ်ကြာတဲ့အထိသူမှဆက်သွယ်လာခြင်းမရှိခဲ့ဘူး။ဒါကြောင့်ပိုင်ရှင်မဲ့လောင်းနေနဲ့တတ်မှတ်ပြီးစေးရုံကြီးကနေပဲမိသားစုပေးခဲ့ကြတယ်။နယ်ဘက်စေးရုံလေးဖြစ်တာကြောင့်ဝန်ထမ်းရဲလို့များများဆက်ဆံမရှိပေမဲ့ဒေါက်တာဂျိုရှင်နဲ့နတ်ကပီတာတို့ဟာနိုင်ဂျူတီစင်းရှင်ကြီးကို ကုန်ဆုံးစေတာပေါ့။အင်းနဲ့လာရတဲ့မြဒေါက်တာကျူရှိတယောက်ကြောင်းရင်းမရှိပဲစိတ်တွေလေးလံလာခဲ့တာပေါ့။ဒီလိုနဲ့ secret ဘာရင်နိုင်ဖို့ပြုံခတ်တော့ထွက်လာခဲ့တယ်။ secret ဘာနေကျသိမွင်းကြီးနေထလာတာကြောင့်ဘရင်ပေါက်တကားပိတ်ဖို့လှည့်လိုက်တဲ့ရှင်။မြင်လာရတဲ့မျိုးဝင်တစ်ခုကြောင့်ကျွန်တော်အောင်းအောင်းမြင်သွားခဲ့တယ်။နောက်ရောင်မျိုးငွေတွေဝင်လာပြီးကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမမြတ်သွားသလိုခံစားလိုက်ရတယ် ခိုးငွေတွေနဲ့အတူနှီးရောင်ကဝင်ကိုဝစ်စင်ထားတဲ့မြို့သမီးဝိညာဉ်ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုဒေါက်တာတယောက်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာပေါ့သူကြောက်စရာမြင်ခွင်းနေကြောင်းပဲဒေါက်တာကျူရှိတယောက်တစ်ခုလုံးတောင့်တင်းသွားပြီးအသက်ရှူရကနေရာမှာဒီမဲ့ဆုံးမသွားတာပေါ့ဒီမြင်ခွင်းကိုမြင်လိုက်ရတဲ့သူနာပြုကပိတာတယောက်စီယံအုပ်ကြီးနဲ့တွေ့ပြီးသူကြောင့်အလုံးကိုပြောပြခဲ့တယ်ဝိညာဉ်တွေကိုယုံတဲ့စီယံအုပ်ကြီးကလည်းကျင်ခွဲယုံရဲ့စတုတ်ထမြောက်အခန်းကို တုံးကြဖို့တတိပိစာကရတဲ့အထိဖြစ်သွားတော့တာပေါ့ဒီနေ့မှာတော့ဒေါက်တာဂျိုရှိနီယောစာရုပ်ဝင်လာတဲ့ဒေါက်တာပရာဂျီတယောက်ရင်ခွဲရုံရဲ့စတုတ္တမြောက်ခန်းကိုတုံးဖို့ဖြစ်လာတော့တယ်ဒါကြောင့်အလောင်းကူနေရာရှာပြီးအလုံးဆက်လုံနေတဲ့ဒေါက်တာပရာဂျီတယောက်တဖြည်းဖြည်းညံ့လာခဲ့တယ်ဒီချိန်မှာပဲပရင်တကားကအတန်တစ်ခုကြားတာကြောင့်ကြည်လိုက်မိတယ်ဒေါက်တာဒေါက်တာဒီခါလုံးဝတုံးဖို့အဆင်မပြေဘူးဗျစီရောက်အကြီးကိုယ်တိုင်ကအတော့မပြုတ်ဘူး တတိပိစာထုတ်ထားခဲ့တဲ့အန်နီလေးအရင်များတယ်ဒီချိန်မှာခောက်ရရလေးပြောမှာသူမရဲ့လှုပ်လှဆပ်အလုပ်တူကိုပဲဆက်လုပ်နေခဲ့တယ်အလုပ်ထဲအာရုံရနေတဲ့ဒေါက်တာပရာဂျီတယောက်တဖြည်းဖြည်းညံ့လာတာကိုပင်တတိမထားမိခဲ့ဘူးပေါ့ထိုချိန်မှာပဲပရင်းတကားကနေတန်တရှုကြားလိုက်ရတယ်သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါ်လီအော်ကြောက်လန့်သွားခဲ့ရတယ်ပရင်းတကားတွေဟာသူတယောက်ကအားနဲ့မန်နဲ့ရှုပ်ဖြတ်နေတကယ်သူ တန်နိုင်နေကိုညှို့နေကြတယ်ထိုးရှိမှာပဲပြင်းတကားကနေအုံးငွေတွေနဲ့တူကြောက်စရာ ပုံရိပ်တရှိကိုလည်းသူမှမြင်တွေ့ကြရတယ်ကြောက်စရာကောင်းလို့နာကြောက်ခဏတားမြင်သက်သွားခဲ့တဲ့ဒီရှိမှာပဲအီအီတလျှောက်ပြည်ရန်လာက ရုပ်အလောင်းပေါ်ကပဝါဖြူစားလဲလွင့်သွားခဲ့တာပေါ့နေငယ်ကြောက်လာတာကြောင့်အပြင်ကိုထွက်ပြီးဦးလေးကြီးကိုတပြတ်ရှာခဲ့တယ်အကျိုးကြောင့်အားလုံးသိပြီးတဲ့နောက် စေယုံအုပ်ကြီးနဲ့တွေ့ဖို့သူမကြိုးစားခဲ့တယ်။စေယုံအုပ်ကြီးကထိုအခန်းရဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုအလုံးပြောပြခဲ့တယ်။ဒါကျူရှီကလည်းထိုအခန်းထဲမှာပဲကြောက်စရာကောင်းစွာဆုံးပါသွားခဲ့ရတဲ့အကြောင်းထူငင်ခွင်းတွေကိုသူနာပြုကပီတာကအစအဆုံးမြင်တွေ့ခဲ့ကြအောင်ပေါ့။ထိုအဖြစ်အပျက်တစ်ခုတည်းတည်းမဟုတ်ပဲနောက်ထပ်တေးဆောင်မှုတစ်ခုပါရှိနေကြောင်းထပ်ပြောခဲ့တယ်။ထိုအဖြစ်အပျက်တွေဟာပန်ရှင်မဲ့အလောင်းတစ်ခု ရောက်လာပြီးတဲ့နောက်မှာဖြစ်ပျက်ခဲ့တယ်။ဒေါက်တာပရာကြီးကဲ့သို့ပဲတန်ရှင်ရင်ဝင်နေတဲ့ဦးလဲဆုံးမသွားခဲ့သေးတယ်။ညောင်ရဲ့စထရော့ဒ်မြောက်အခန်းထဲမှာတန်ရှင်ရင်လုံနေရင်သူဟာကြောက်လန့်တကြအော်ရှင်ဆုံးမသွားခဲ့တယ်။အတန်ကြာလို့သူနံပြုတ်ကပီတန်တယောက်ကြီးလာရောက်လာခဲ့ပေမဲ့အရာအလုံးတော့ကြာသွားခဲ့ပြီ။သူရှိန်မှာပဲပရင်တကားကနေ နေရောင်ခံဝင်ထားတဲ့မြို့သမီးတို့ကိုကျွန်မလေးရတပြတ်တွေ့လိုက်ရတယ်။ထုံမြင့်ဝဲကကျွန်မအတွက်တော့အင်မတန်မှကြောက်စရာကောင်းတဲ့မြို့ဝင်တစ်ခုဖြစ်နေခဲ့တယ်။ဆေးရောင်အုပ်ကြီးရဲ့ခွင့်ပြုချက်နဲ့ဝိညာဉ်နှိမ်နှင်းဖို့လှူဆောင်ခဲ့တယ်။ဝိညာဉ်နှိမ်နေရမှာနမည်ကြီးတဲ့ဆရာကြီးတဦးကိုလည်းကျွန်မတို့ခေါ်ယူခဲ့တာပေါ့။ဆရာကြီးရောက်လာတာနဲ့စတုထအပြောင်းအခန်းထဲကိုဝင်ပြီးလှူဆောင်စရာရှိတဲ့တွေကိုဆရာကြီးကအေးအေးဆေးဆေးနဲ့တည်တည်ငြိမ်ငြိမ်လှူဆောင်နေခဲ့တယ်။ခဏအကြာမှာတော့ ခဏကြာမှာတော့ဆရာကြီးကစကားတခုစတင်ဆိုခဲ့တယ်။ခန်းထဲမှာနှောက်ရှက်နေတဲ့ဝိညာဉ်မင်းကြောင့်လူတွေလည်းသိကုန်ပြီ။ဘာလို့ရှိလဲမင်းလူရှိရာကိုပြောဖို့ငါတို့ရှိမှအကူညီတောင်းနိုင်တယ်။ဒါကြောင့်အခုရှက်ချင်းလာပါဆိုပြီးအမိတ်ဘီကစံမန်းနဲ့ပတ်ထလိုက်တယ်။ဒီချိန်မှာပဲဒေါသတကြီးနဲ့အနီရောက်ကဝတ်ထားတဲ့အမျိုးသမီးတို့ကမှနာကိုရောက်လာခဲ့တယ်။ဆရာကြီးကမင်းပါကြောင့်လူတွေကိုတောက်ခပေးနေတာလေ။အင်းကြောင့်နဲ့ ဒီမှာတယောက်ပြီးတယောက်ဆုံးမသွားခဲ့ပြီမင်းအလိုရှိတဲ့ဆန္ဒတွေကိုပြောပြီးကူညီတောင်းနိုင်တယ်မင်းဆန္ဒတွေပြည့်ဝသွားရင်တော့ဒီကနေ့ထပ်သားရမယ်လို့ဆရာကြီးကမင်းလိုက်တယ်ဒီမှာဖြစ်ရှင်တဲ့ဆန္ဒတွေကိုတစ်ခုစီပြောပြပါတော့တယ်ကျမနမယနန္ဒီပါကျမကဒီနားကမြို့လေးတစ်ခုမှာနေတယ်ခရီးကအသက်ကြီးပြီပေါ့ခီးထွက်ဖို့ဒီဘက်နေလေးကိုလာခဲ့ရရင်မတော်တဆအဆီတန်းဖြစ်ပြီးဆုံးမသွားခဲ့တယ် ဒါကိုစိယုံဘက်ကပန်ရှင်မဲ့အလောင်းနေနဲ့ကျမကိုတချိုပေးခဲ့တယ်။ရိုးရတလီထုံးတဲ့နေတိုင်းလည်းမလုပ်တော့ကျမဒီနေရာကနေဘယ်မှသွားလို့မရဘူး။ဒါကြောင့်ဒီနေရာကိုလာတဲ့လူတွေကိုကျမကအကူအညီတောင်းခဲ့တာပါ။အမဝမ်းနဲ့ကြည်ခဲစာနဲ့ပြပြနေရှာတယ်။ဒီဖြစ်ပျက်တွေကိုကြားပြီးဒေါက်တာပရာဂျီတယောက်တော်လေးဝမ်းနေတော့ကသူမအတွက်ကူညီမှုမိဘတွေစီဆက်သေးပြီးခဲ့တယ်။မိဘတွေကလည်းတရင်ကိုကြကြချင်းရောက်လာခဲ့ပြီးသူမတို့ရဲ့သမီးလေးရဲ့ နာရီကိုပြုလုပ်ဖို့ကတိပေးခဲ့တယ်။ဒီရဲ့မိဘတွေကလည်းရိုးပြအုပ်လေးကိုယူပြီးသူတို့ရဲ့ရိုးရံဓလိအတိုင်းခင်းကမ်းမြစ်ထဲမှာသွန်မျောပေးခဲ့တာပေါ့။မင်းနဲ့ကြည်ကွဲပေးမယ်လေ။ကောင်းရံမွန်ရံရောက်ဖို့အတွက်မိဘနှစ်ပါးကလည်းဆုတောင်းပေးခဲ့တယ်။ထိုချိန်မှာပဲဒေါက်တာပရာကြီးရဲ့ပခုံးမုတ်ကိုလက်ပြလေးတစ်ကောင်ရောက်လာခဲ့တယ်။နန်ဒီတရားအေဂျင့်နဲ့ဘွားလေးပိုင်ဆိုင်သွားပြီလို့သတ်မှတ်ကဒေါက်တာပရာကြီးတရားခက်တိုးတိုးလေးပြောနေခဲ့တယ်။ ီနေ့ဒီချိန်ကစားလို့ရင်ခွေးရုံရဲ့စတုထမ်းမြောက်ခါလေးဒီပါရဲ့ရောက်မှမတွေ့ရသလိုအေးအေးချမ်းချမ်းနဲ့ပုံမှန်အတိုင်းပြန်လေးလေးပဲလို့ရသွားတာပေါ့ဒါကြောင့်လူကြီးသူမတွေကပြောကြတာပေါ့ဈေးတုံးလည်းမကျွမ်းနဲ့ရှေးထုံးလည်းမပင်နဲ့တဲ့ဒါကြောင့်ရိုးရတလေးတွေကိုလည်းဥပြေခါမပြူကြဖို့တိုက်တွန်းရင်းဗီဒီယိုလေးကိုဆုံးသက်ပြရစီဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ဖို့လည်းကိုကြီးတောင်းပြရစီ